ကိုရီးယားကျွမ်းဆိုင်ငြိမ်းချမ်းရေးဟာအားလုံးရဲ့တာဝန်ဖြစ်ပြီးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေးဂျပန်တောင်ကိုရီးယားနဲ့တရုတ်တို့ကမက်ချ်လာ22ရက်မှာသဘောတူခဲ့ကြောင်းတောင်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးကသုံးနိုင်ငံနိုင်ငံသားရေးဝန်ကြီးများတွေ့ဆုံပြီးနောက်ပြောကြားလိုက်ပါတယ်။ရာဇဝင်အရာရောနယ်နိမိတ်အရာပါအငင်းပွားမှုတွေရှိနေတဲ့အဲ့ဒီအိမ်နီးချင်းသုံးနိုင်ငံသားမေလာကရှရှပပဆွေးနွေးမှုအတွင်ဆက်ဆံရေးတိုးမြင့်မှုနဲ့ကိုရီးယားကျွမ်းဆိုင်မှာနျူကလ িয়ার လက်နက်ဖြုတ်သိမ်းမှုသဘောတူညီခဲ့ကြတာပါ။ဒါပေမဲ့မြောက်ကိုရီးယားကယူကရိန်းကိုတိုက်ခိုက်နေတဲ့ရုရှား ျားအတွက်စစ်သားတွေပို့ဆောင်ပေးနေပြီးလက်နက်အစ်တွေစမ်းသပ်နေချိန်အမေရိကန်ကနိုင်ငံများအပေါ်အခွန်တိုးမြင့်ောက်ခံနေချိန်မှာအခုလိုသဘောတူညီမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ကိုရီးယားကျွန်းဆွယ်ငင်းချမ်းရေးနဲ့တည်ငြိမ်မှုထိန်းသိမ်းရေးဟာသုံးနိုင်ငံစလုံးရဲ့အတူညီတဲ့အကျိုးစီးပွားနဲ့တာဝန်ဖြစ်တယ်လို့တောင်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးချိုတေးယူကမတ်လ22ရက်မှာပြောကြားထားပါတယ်။မြောက်ကိုရီးယားနဲ့ရုရှားကြားတရားမဝင်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုချက်ချင်းတားဆီးရမယ်လို့လဲတောင်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးကပြောပါတယ် ဂျပန်နဲ့တောင်ကိုရီးယားဟာမြောက်ကိုရီးယားကိုအပြင်းအထန်ဆန့်ကျင်နေတဲ့နိုင်ငံတွေဖြစ်ပြီးတရုတ်ဟာကင်ဂျုံအန်အစိုးရရဲ့အဓိကထောက်ခံအားပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။ဂျပန်နိုင်ငံသားရေးဝန်ကြီးတာကီရှိအီဝါရာဟာသုံးနိုင်ငံပူးပွန့်လင်းလင်းဆွေးနွေးခဲ့ပြီးအနာဂတ်မှာနောက်ထပ်ပူးပေါင်းဆောင်ရွက်နိုင်မှုမျှော်လင့်ကြောင်းပြောပါတယ်။နိုင်ငံတကာအခြေအနေဟာပြင်းထန်တဲ့ပြင်းထန်နေပြီးမိမိတို့ဟာအပြောင်းအလဲကာလအလှည့်အပြောင်းအချိန်ကိုရောက်ရှိနေပြီဖြစ်ကြောင်းဂျပန်နိုင်ငံသားရေးဝန်ကြီးကပြောကြားထားတာပါ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့တာ80ပြည့်မြောက်တဲ့အခုနှစ်မှာမိမိတို့အနေနဲ့သမိုင်းကိုသင်္ကန်းစာယူပြီးပိုကောင်းတဲ့အနာဂတ်ကိုတည်ဆောက်ရမှာဖြစ်ကြောင်းဝန်ကြီးဤဝါရာကပြောကြားထားတာဖြစ်ပါတယ်။